ဲ့နံပါတ်5ကဆိုတော့ပုံစံတစ်မျိုးပြောပါမယ်နော် rotate ဒီ coordinate h တဲ့ဆိုတော့ဝီဝိုးတွေကိုလှည့်ပြီးတော့ to remove တဲ့ hy dash hy ကိန်းလုံးလေးကိုဖယ်ဖို့အတွက်ဆိုတော့မလုပ်မယ်ဆိုရင်ဝီယိုးတွေကိုလှည့်လိုက် and ပြီးလို့ရှိရင် second the graph of ဒီကောင်ကြီးရဲ့ graph ကိုဆိုတော့မလုပ်ပြရမယ်ဆိုရင်ဆွဲပြရမယ်အဲ့တော့ကျတော့ငါးမှတ်တန်ထဲမှာ tight တန်တာသူဒီအပုတ်ကဲဆောဆောဆက်လို့တွက်ခဲ့တဲ့ဘာတက်သူ focus သူ ဒါရိုက်ထရစ်တူအမ်ပွားအဲလက်တက်ရတန်လို့ဒီကောင်တွေကဘာဖြစ်လဲဆိုရင်ငားမတန်နေလေထိုက်တယ်ပို့ပါအဲ့တော့အရင်ဦးဆုံးဒီကောင်တွေကိုကျွန်တော်တွတ်တော့မယ်ဆိုလို့ရှိရင်ဆရာတို့ကောနစ်ညီကိုရှင်အားလုံးနဲ့သက်ဆိုင်တဲ့ဖော်မြူလာလေးတစ်ခုကိုဆရာတို့ဘာလို့ရမလဲဆိုရင်ဒီကောင်တွေနှိုင်းရှင်ဖို့အတွက်ဆရာတို့ကြာတာအဲ့ဖော်မြူလာဆရာတို့ခောက်ပြန်ကြည့်ပြီးမယ်ဘာရဖြစ်မလဲဆိုလို့ရှိရင် AA2 BHY CY square black DH black EY black F equal to 0ဟုတ်နော်ဒါတော့ဆရာတို့ coordinate equation အားလုံးနဲ့သက်ဆိုင်တယ်ဘာဖြစ်လို့ဆိုရှင် coordinate equation ဖြစ်တယ်ပြီးလို့ရှိရင်ဆရာတို့ဒီ equation ကပါရာပိုလာပုံဖြစ်တယ်ဆိုတာတတ်သိကြဖို့အတွက်ဆရာတို့နောက်တစ်ခုဘာလို့ရှာအောင်လဲဆိုရှင် b square 4ac ရာ0နဲ့ညီကြောင်းဘာလုပ်ပြရမလဲဆိုရင်တက်တည်ပြပါဟုတ်ပြီเนาะနောက်တစ်စီဆရာတို့ဒီ formula ထဲမှာရှိတဲ့ဆရာတို့ ATY လေးကိုဖယ်ဖို့အတွက်တီတာတန်ဖိုးလေးကိုဘာလုပ်ပြရမလဲဆိုရင်ရှာပြရအဲတီတာတန်ဖိုးကိုရှာတဲ့အခါမှာ cos 2တီတာ equal to formula က a - c by အဲ့ဒီတီတာနယ်မိုးလေးကိုကျွန်တော်ရှာပြရမယ်ဘာဘာအတွက်လဲဆိုလို့ရှိရင်ဒီဖော်မြူလာထဲမှာရှိတဲ့ 80y တွေကိုဖယ်ပြီးတော့ h prime y blind လေးကိုအစားသွင်းလိုက်ဖို့အတွက်တီတာနယ်မိုးလေးကိုရှာလိုက်အဲ့တော့တီတာနယ်မိုးလေးကိုရှာလိုက်တဲ့အခါမှာကော်တူးတီတာတန်ဖိုးကကော်တူးတီတာတန်ဖိုးက0ဖြစ်မယ်ဆိုလို့ရှိရင်ကူးတီတာက90ဖြစ်ပြီးတော့တီတာတန်ဖိုးကဘာဖြစ်သွားမလဲဆိုလို့ရှိရင်45ဖြစ် အဲ့ဆိုလို့ရှိရင်ဆရာတို့တီတာတံမိုးကိုတန်းပြီးတော့ထပ်တကယ်တော့ကော်တူးတီတာကိုရှာလိုက်လို့0မရဘူးဆိုလို့ရှိရင်ဒီနုတ်ကလေးနှစ်ခုကိုထပ်ပြီးတော့မှားရမယ် cos 2တီတာ cos cos cosine 2တီတာကိုရှာလိုက် cosine 2တီတာကိုဘာလို့လဲဆိုလို့ရှာမယ်ဒီလိုရှိရင် cosine 2တိတရားနဲ့ပြီးတော့ဆရာတို့ဘာအောင်ရှာမလဲဆိုလို့ရှိရင် sin တိတရားနဲ့ cos တိတရားကိုဘာလို့လဲဆိုလို့ရှိရင် ရှာဟုတ်ပြီနော်ကျတို့ဒီဖော်မြူလာထဲမှာပါတဲ့ h နဲ့ y နဲ့ဂိတ်လုံးလေးတွေကိုဖွဲ့ဖို့အတွက်ကျတို့တီတာတန်ဘူးကိုရှာပြရမယ်။ဘာနဲ့ရှာမလဲဆိုရင် cot 2တီတာ equal to a minus c by b ဆိုတဲ့ဖော်မြူလာနဲ့ရှာလိုက်။အဲ့လိုရှာလိုက်တဲ့အခါမှာ cot 2တီတာက0ရမယ်ဆိုရင်တီတာတန်ဘူး45ဆိုပြီးတော့တီတာတန်ဘူးရပါတယ်။တကယ်လို့ cot 2တီတာက0မရဘူးဆိုလို့ရှိရင် cot 2တီတာကိုဘာလို့ပြရမလဲဆိုရင်ရှာပြရ။ပြီးတော့မှ ဆိုင်းသီတာနဲ့ကော့တာကိုရှာမယ်။ဆိုင်းသီတာနဲ့ကော့တီတာကိုရှာတဲ့အခါမှာကျွန်တော်တို့ tree ကို formula တွေတဲကကြိုက်တဲ့ formula နဲ့ရှာရည်ရတယ်။တခြားကတော့ဘာနဲ့ပဲရှာလိုက်မယ်ဆိုရင်တပည့် angle formula နဲ့ရှာလိုက်။ပြီးလို့ရှိရင်အဲ့ဒီ data တန်ဖိုးတွေရလာပြီဆိုလို့ရှိရင်ကျွန်တော် h နဲ့ y နဲ့တန်ဖိုးလေးတွေဖယ်ဖို့အတွက် formula လေးဒီတစ်ခုကိုတည်ထား။ဒီကောင်ရှာပြီးသွားလို့ရှိရင် h square to h plus cos theta minus y plus စိုင်းတည်တာနောက်တစ်ခါ y equal to h prime sin theta plus y prime cos theta ဒီမှာစောင့်ကြည့်ပြီးတော့ h y နေရာမှာဆရာတို့ h prime y prime လေးကိုဘာလို့လဲလို့ဆိုရင်တွင်လာအဲ့တော့ဆရာတို့ဒါလေးကိုတွက်ပြီးတော့ကြည့်ရအောင်နော်အရင်ဆုံးဆရာတို့ပေးထားတဲ့ equation ကိုခြားရလိုက်မှာကွာ equation က 16h square minus 24 hy plus 9y square minus 5h minus 19y plus 25 equal to အဲ့ဒီမှာဇာတ်လို့ဟာပါရာဘိုလာဖြစ်ကြောင်းသက်သေကြောင်းမူရဲ့တီတာတန်မိုးလေးကိုရှာဖို့အတွက်ဇာတ်လို့ coordinate equation နဲ့နှိုင်းရှင်ပြီးတော့ abc တန်မိုးလေးကိုတက်ထားလိုက်အဲ့တော့ aa square plus bhy plus cy square plus dh black ey black f equal to 0အဲ့နှိုင်းရှင်းလိုက်မယ်ဆိုရင် a a square a square နှိုင်းရှင်းလိုက်မယ်ဆိုရင် e ရပါဖြစ်သွားမယ်ဆိုရင် e ရ16 b ရပါဖြစ်သွားမယ်ဆိုရင် b ရ -24 c ရပါဖြစ်သွားမယ်ဆိုလို့ရှိရင်ဟာပြီးလို့ရှိရင်ဇာတ်လို့ဒီပုံကပါရာဘိုလာပုံဖြစ်ကြောင်းတက်တည်ကြပုံပဲ b square minus 4 is 0ဖြစ်ကြောင်းတက်တည်ကြဒီမြန်မာဆရာတို့က ပါရာဘိုလာပုံပဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့0ဖြစ်မှာမှန်မယ်အဲ့တော့ b2 minus 4ac equal to b2 b2 က minus 24 square minus 4 a ရကြတော့16 into c ရကြတော့ဘာဖြစ်လဲဆိုရင်နာဒီကောင်လေးကိုရှင်းလိုက်တဲ့အခါမှာကျွန်တော်တို့ဘာရမလဲဆိုရင်24နှစ်ခက် 6 equal to ပါဖြစ်မယ်ဆိုရင်ဒါဆိုရင်ဒီကောင်ကြီးကပါရာဘိုလာပုံဖြစ်သွားပြီနောက်တစ်စိအနေနဲ့မလုပ်ရမလဲဆိုလို့ရှိရင်ဆရာတို့ h1 ကိန်းလုံးလေးတွေဖြစ်ဖို့အတွက်တီတာတန်မှုကိုရှာပြရတာဒါလည်းရှာမယ်ဆိုရင် cos 2တီတာ equal to cos 2တီတာ equal to a minus c by b အဲ့မှာ a ကဘယ်လောက်လဲဆိုရင်16 minus C ကကြတော့9ပါ B ကကြတော့ -24 equal to ဒီကောင်လေးကိုရှင်းလိုက်တဲ့အခါမှာ16ထက်ကိုနိုးတော့7 by 24အဲ့တော့ cot 2 theta ကဆရာတို့0မရတော့ဘူး0မရတော့ဘူးဆိုရင်ဆရာတို့ဘာနဲ့ဆက်ရှာရမလဲဆိုရင်ဒီ cos cosine 2 theta နဲ့ဘာလုပ်ပြရမလဲဆိုရင်ဆက်ရှာပြရအဲ့တော့ဆရာတို့ဒီပုံလေးကိုဆရာတို့ဆွဲတတ်အောင် အဲတောင်းမှန်သတိကံဒီကောင်ကသူပြီတာဟုတ်ပြီဒါလေးသိရမယ် OA OA ဒီရှင် H H D O ဘာဘာဖြစ်လို့သူစာကော့တန်းကော့တော့ကော့ကော့ဆိုတာကအခြေစံကိုတည်ပြီးတော့ပေါ်ဖို့စင်းနဲ့ဘာဖြစ်လဲဆိုရင်စာဒီမှာကော့ဒူးတည်တာဒီကော့ ိုတန်းချက်ဒူးတီတာဆိုလို့ရှိရင်ဂျေးဆန်ကိုတီးပြီးတော့ opposite နဲ့စာမှာဂျေးဆန်က minus 7 opposite က24နဲ့စာမှာအဲ့တော့အဲ့ဒါညွှန်ဆရာတို့ဘောင်ရှာရမယ်ဆိုရင်ကိုတူးတီတာက0မရတော့ကို sin ဒူးတီတာကိုမလုပ်ရမယ်ဆိုရင်ရှာပြရကို sin ကကျတော့ဘောင်ဒီပါနဲ့စာမယ်ဆိုရင်အဂျေးဆန်ကိုတီးပြီးတော့ hypotenuse နဲ့စာမှာဒါဆိုလို့ရှိရင် hypotenuse ကိုရှာဖို့လိုပြီး ဲ့တော့ဓာတ်ဝက်ကန်နာနှစ်ထက်ကကြံနာနှစ်ထက်ပေါင်းကြည့်တဲ့တကယ်ဒီကောင်နှစ်ထက်ဒီပေါင်းလိုက်တာက625ရာနော်အဲ့ဒါ625ဆိုတာ25ရက်နှစ်ထက်အဲ့တော့ကျွန်တော်တို့ကိုဆိုင်တူးပြီလားကိုဆိုင်တူးပြီလားဆိုတာအခြေဆန်ကိုတီးပြီးတော့ hypotenuse နဲ့ဘာလို့လဲဆိုလို့ရှိရင်စားတယ်အဲ့တော့ minus 7 by 25အဲ့ရနေပါဆရာတို့ sin theta နဲ့ဘာကိုရှာထားမလဲဆိုရင် cos theta ကို sin theta ဒီကွဲတူ square root of 1 by နဲ့ cot 2 theta by 2 equal to square root of 1 by နဲ့ cot 2 theta က -7 by 25ဆိုတော့ plus 7 by 25ရေးလိုက်တော့မယ်2 equal to ဒီကောင်လေးကိုရှင်းလိုက်တဲ့အခါမှာဆက်ဆက်ဖြတ်လိုက်တော့မယ်ဒီကောင်လေးကိုပြလိုက်တဲ့အခါမှာကျွန်တော်ဘာရမလဲဆိုရင်25 by 25 25နဲ့7နဲ့ပေါင်းတော့ 32ဘိုင်ဆရာတို့ပါရမလို့ဆိုရင်ဖြည့်ပြရပါအဲ့တော့32ဘိုင်ဖြည့်ပြရသွားပြီဆိုဆရာတို့တောင်လေးကိုဖြည့်နေချင်းလိုက်မှာကွာဖြည့်နေချင်းလိုက်တယ်ဆိုရင်တော့ဘာလို့လဲဆိုတော့25တောင်ကဘာဖြစ်လို့ဆိုရင်နေ16လीပေါ့16လीဆိုတော့တောင်အပြင်ဘက်မှာ root ဖြည့်ဆက်သွားမှာ6 4 by 5 4 by 5အဲ့တော့စိုင်းတိတာက4 by 5ဒီလိုကျင်ဆက်လို့ဘာလို့ရှာလိုက်မလဲဆိုရင်ကော့တိတာကိုရှာလိုက်မယ် cos theta equal to square root of 1 minus cos 2 theta 1 plus cos 2 theta by 2 equal to အဲ့တော့1 plus တော့ပါတယ်မာတန်မှုလို့ဆိုရင် minus ဖြစ်တဲ့အတွက်ကြောင့်7 by 25 by 2အဲ့တော့ဒီကောင်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်25 by 25ဆိုတော့25ထဲကနေပြီးတော့7ပြုံလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒင်းကြံတယ် square root of အပေါ်က18အောက်ကဘာဖြစ်သွားလို့ဆိုရင်90 ။ဒါကိုကျင်းလိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ဘာရမလဲ။ qualified ဘောနာ3 by 5ဆိုလို့ရ။အဲ့တော့ cos theta ကဘာဖြစ်လဲဆိုရင်3 by 5အဲ့တော့ဆရာတို့က sin theta တန်ဖိုးနဲ့ cos theta တန်ဖိုးကိုရပြီဆိုလို့ရှိရင် to remove the x y tan x y tan လေးတွေ x y ကိန်းလုံးလေးတွေကိုဖယ်ဖို့အတွက်ဆရာတို့ဘယ် formula တွေမှာအစားသိပြီးတွေ့ရလဲဆိုလို့ရှိရင် h equal to apply cos theta minus y apply sin theta ဆိုတဲ့ formula ကိုအစားပြလိုက်မယ်။ဟာဒါက y equal to h apply sin theta plus y apply cos theta ဆိုတဲ့ formula မှာမလုပ်လိုက်လို့ဆိုရင်အစားသိမှုလို့ပြလိုက်အဲ့တော့ဒီနေရာမှာ sin theta နဲ့ cos theta ကိုရှာတဲ့အခါမှာတော့ figo formula တွေကကြိုက်တဲ့ formula နဲ့မလုပ်လို့ရတယ်ဆိုရင်ရှာလို့ရတယ်။ရတော့ဒါဒီမှာကျတော့ပြလိုက်တော့ A phòng giả lưu gì là này H equal to H prime có gì minus Y prime sin gì đó Thế đó H prime có gì đó nó để sẽ cho nó xả là cậu 3 by 5 3 by 5 H prime minus sin gì sẽ cho nó xả là cậu 4 by 5 4 by 5 Y prime Ở đây cứ dòng này B y không xả lại mình y ngay cho nó h fly sin theta black y fly cot sin theta ကဆရာတို့4 by 5 4 by 5 h fly black ဆရာတို့ y fly ကကြတော့ဘာဖြစ်လဲသူတို့ရှင် cot theta ကကြတော့3 by 5 by black ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီ h y တန်ဖိုးလေးတွေကို ပေးထားတဲ့ equation ကြီးမှာမလိုလိုက်လို့ဆိုရင်အစားသွင်းလိုက်နော်ဆရာဒါလေးကိုဖြတ်မှာလေးရအဲ့တော့ဒီကောင်လေးကိုဆရာတို့ပြန်ကူးလိုက်တယ်အကူးပြီးသွားလို့ရှိရင်ဆရာတို့မလိုလိုက်ဆိုရင်ဒီမှာတကွင်းရှိမယ်နောက်ကိုတကွင်းခတ်လိုက်ဟာလားနောက်ကိုတကွင်းခတ်လိုက်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကနှစ်ထပ်ဘာလဲဆိုလို့ရှိရင် perfect square ပုံစံပြန်တောင်းယူလိုက်အဲ့တော့6 square ဆိုတာက 48ဆိုပြီးတောင်းလိုက်တယ်ဒီမှာတို့9 y square ကိုကြာတော့ဘာလို့တောင်းလိုက်လဲဆိုရင်3 y ကိုတောင်းလိုက်ပြီးတော့2တက်ဒီခွေထဲမှာကျတော့ဆယ်လုံးဘောင်ကိုကွန်ထရိုးလိုက်လဲဆိုရင် minus 5ကိုကွန်ထရိုးလိုက်တယ်အဲ့ဆိုရင် h d က minus ကိုကွန်ထရိုးလိုက်တဲ့အတွက်ကြောင့် plus အဲ့တော့5ကိုကွန်ထရိုးထားရဲဆိုတော့9တလီ9တလီပါဖြစ်လဲဆိုရင်ဒါ40ကျန်လဲဆိုတော့58 40တဲ့တင်းဝိုင်းပါနော် ပလတ်25အကွဲလူအဲ့တော့မှကျွန်တော်ဒီညနေမှာ8 1လေးကိုစာသိတော့ပြီ4 a လူ h တော့ဘာသိလဲဆိုလို့ရှိရင်ဟိုမှာ3 5h + 4 5 y ပလတ် -5 3 y နေရာမှာဘာလို့သိလို့ဆိုဆရာဖြတ်လိုက်ပြီ y နေရာမှာဘာလို့သိလို့ဆိုလို့ရှိရင်4 by 5 a plus 4 by 5 a plus plus bí bài phá bài lại mãi là phá mãi là phá của bố mưu nó chứ ấy chứ mà bảo tiêu này tụi nhìn ấy chứ mà bảo là bí bài phá ấy chứ bài mãi nè phố bài phá bài lại phần là ấy chứ bài bài nhầm ấy chứ bài bài nhầm mà chắc nó sẽ được bảo tiêu này tụi gì. 4 by 5 8 ply black 3 by 5 wine price ဆိုတာဖြစ်ပါမယ် black 25 equal to 0ဟုတ်ပြီအဲ့တော့မှဆရာတို့ဒီကောင်းလေးကိုရှင်းလိုက်မယ်ဒီ3လေးစနစ်12 by 5 8 ply အနုနဲ့ပေါင်းလဲဆိုအနုလေးလေးလေး16 16 by 5 wide ply ဝင်တခါလေးဖွင့်လိုက်တော့နော် အနုနဲ့ပေါင်းလိုက်ဆိုအနု3လေးဒီဆက်နေ12/5 h ply အနုနဲ့ပေါင်းလိုက်ဆိုအနု9/5 y ply ဘာလို့ဆိုအဲ့တော့ minus 5ကလေးတက်တက်ထားလိုက်အောင်မယ်ဝင်းလေးကကောင်းလေးကိုဘာလို့မလဲသူတို့ရှင်အရင်ရှင်းလိုက်အဲ့တော့ဒီမှာလည်းဆရာဘာလို့လိုက်မလဲဆိုဘွေးဖွင့်လိုက်တော့မယ်တော့5 3/5 h ply minus số bài file của anh đánh là bài nhiêu xin nhỉ là sao xin đấy bài bài tôi xin lý đấy xin lấy xin lý lý đông dân này lý đấy không là sân này bài phải sao đi đủ bài phải đó xin lỗi đi số bài phải bài phải là chân phải quyền အဲ့တော့ကျွန်တော်ဒီမှာရှင်းလို့ရတာရှင်းလိုက်မယ် 12x5 h line နဲ့ minus 12x5 h line ရှင်းလိုက်မယ်ဒီကောင်အနုနှစ်ခုပြည့်နေတယ်အနုနှစ်ခုကဘာဖြစ်လဲဆိုလို့ရှိရင်ပေါင်းမှာပေါ့ 25x5 ဆို5 minus 5 y blind ဆိုတာ minus 5 y blind the whole square အဲ့တော့ကျွန်တော်ဒီထဲမှာရှင်းလို့ရတာပါရှိပြီလို့ဆိုလို့ရှိရင် apply apply ရှင်းမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲ color set ပြီ 你说不能生伢坏法，不能生伢坏，生比坏坏坏住我，也得理，伢生伢就是伢伢理，不生伢，他都怕听到那句铁不丁，哎，过来，往边往边你进来没？还在理吧，还在说吧，他不那对，哎呦，本来买那住，这比坏坏要没东西，发，哎呦，本来干这没？这 tan y plus plus 25 equal to 0အဲ့တော့မှာဆက်လို့ကောင်းနေရှင်းလိုက်မယ်အနုံကားနှစ်ထပ်က25 y plus square တော့လည်းဒီကောင်းနေဖြောက်လိုက်မယ် minus 55 85 h prime plus 50 y 55ထုံးတဲ့ပေါင်းတဲ့ဆို minus 50 y 50 y plus plus 25 equal to အဲ့တော့ကိန်းအားလုံးကိုဗာနဲ့လိုက်ကျင်ရမယ်ဆိုရင်25နဲ့လိုက်ကျင်ပလိုက်25နဲ့လိုက်ကျင်ပလိုက်မယ်ဆိုရင် y ပလိုက် the whole square minus 25သုံးလီ 3h ပလိုက် minus 25နှစ်လီ y ပလိုက် plus 1 square ဒီအဲ့တော့မဆိုလို့နှစ်ထပ်နဲ့သက်ဆိုင်တဲ့ကောင်လေးကိုသက်သက်စုပြီးဘယ်လိုလဲကောင်ကိုပေါက်ပြထားလို့လည်းဖြစ်နေတယ်ဟုတ်လား I don't y ပလိုက် the whole square minus 2y ဒီမှာထားပြီးတော့ မလိုတဲ့ကောင်ဟိုဘက်ကိုပို့လိုက်မယ်ဆိုတော့ 3h plus 3h plus minus 1 3h plus minus 1ရအဲ့တော့မှာကျောင်းကောင်ဘာလို့တော့မလဲဆိုလို့ရှိရင် perfect square ပုံစံဖြစ်အောင်အဲ့တော့ perfect square ပုံစံဖြစ်မယ်ဆိုတော့ y plus the whole square minus 2y plus နှစ်ကိုနှစ်နဲ့ဆိုင်1ဒီနဲ့နှစ်ဖက်စလုံးကိုပါလို့မလို့ဆိုပေါင်းလိုက်မယ် 3h + -1 black 1 square ပါပတ်စကောတော့ကြောက်လိုက်မယ်ဆိုရင် y plus minus 1 the whole square equal to ဒီကောင်ကြတော့ဘာဖြစ်သွားမလဲဆိုတော့1နဲ့1နဲ့ကြည်သွားမယ်ဆိုတော့ 3h plus ဟုတ်ပြီအဲ့တော့မှဆက်လို့ဘာလုပ်လိုက်မယ်ဆိုလို့ရှိရင်ကွန်ပဲလုပ်လိုက်မယ်ကွာကွန်ပဲလုပ်လိုက်တဲ့အခါမှာပထမတစ်ခုတော့ကွန်ပဲလုပ်လိုက်မယ်ကွန်ပဲကွန်ပဲလုပ်လိုက်တဲ့အခါမှာဘာနဲ့ကွန်ပဲလုပ်မယ်ဆိုရင် y prime minus b the whole square equal to 4b h prime minus h over the line အဲ့ဒါဆိုလို့ရှိရင် k ကဘာနဲ့တူလဲဆိုတော့1နဲ့တူတယ် h ကဘာနဲ့တူလဲဆိုလို့ရှိရင်ဒီမှာဘာမှမရှိရော0နဲ့တူ h equal to 0 k equal to 1ဆိုတာလား ဲ့တော့ဆရာတို့ဒီကောက်ကိုဖြတ်လိုက်ပါခင်ဗျာ h equal to 0ဖြစ်ပြီးတော့ဒီတန်ဖိုးက1ဖြစ်အဲ့တော့ဘာတက်ဘာတက် a, d ကဘာဖြစ်လဲဆိုလို့ရှိရင်0ဖြစ်မယ်ဒီလိုရှိရင်ဆရာတို့ဆရာတို့ဘာပလန်ရဲ့ဒီလိုရှိရင်ဆရာတို့ ဖော်မြူလာကဆရာတို့မဖြစ်တယ်ဆိုလို့ရှိရင်ညာဘက်ကျောင်းက h prime ရှိတယ်ဆိုတော့ဒီကော8 in 8 prime ရဲ့လက္ခဏာကအပေါင်းဖြစ်တယ်ဆိုတော့ open right ဘူပါ right open right ပြီးလို့ရှိရင်ဆရာတီတာတန်ဖိုးလေးကိုဘာလုပ်ပြရမလဲဆိုရင်ရှာပြရမယ်တီတာတန်ဖိုးလေးကဘာဖြစ်မလဲတန်ဖိုးလေးကိုရှာလိုက်ပြီနော်စိုင်းတီတာကဘယ်လိုလဲဆိုရင်4ပါ5အဲ့တော့ ။ဒီရောက်လို့ချင်းဆိုင်းဘက်4ဘတ်ဖက်ကိုရှားလိုက်မယ်နော်။ဒီသာတန်ဖို့ဟာ53ဒတ်တက်မှာ1ဒီဂရီဆိုတာ53ဒတ်တက်မှာ1ဒီဂရီ။အဲ့တော့မှဆယ်လို့ဘာလုပ်လိုက်မယ်ဆိုလို့ရှိရင်တောင်း53ဒတ်တက်မှာ1ဒီဂရီချိုးပြီးဆယ်လို့ပုံလေးကိုဆွဲလိုက်။ဒီကောင်း1 81လေးကိုဖယ်ပြီးရောဆရာတို့8 blind 1 blind နေနဲ့အစားထုတ်လိုက်ပုံလေးကဘာပုံလေးဖြစ်မလဲဆိုလို့ရှိရင်ဆရာတို့ open right နော် open right ပုံလေးဖြစ်မယ် H ဝင်ရိုးမှာရှိမယ်။ဘာတက်က0ပေါ်မှာ1မှာရှိတယ်။နော်။ဘာတက်က8တန်ဘုတ်က0 Y တန်ဘုတ်က1ဆိုတော့ဒီမှာရှိတယ်။ Y တန်ဘုတ်က1ဆိုတော့ဒီညာလေးမှာရှိတယ်။ဒီလိုပုံစံလေးဖြစ်ပါမယ်။အဲ့တော့သူကဘယ်လောက်ဒီဗီချူလဲဆိုရင်53တသမကျစ်ဒီဒီကျိုးရဲ့ဆိုဒီဒီလောက်ကဆိုလို့ရှိရင်45 53ကိုလောက်လောက်ကိုသွားတယ်နော်53ကိုလောက်လောက်ကိုသွားလိုက် 53ဒီကောင်ကဘာဖြစ်လို့ဆိုရင် h+ ဒီကောင်ကဘာလို့လဲဆိုရင်53တက်တက်မှာ53တက်တက်မှာ1ဒီဒီကောင်လည်း53တက်တက်မှာ1ဒီဒီဘာလို့လဲဆိုထိုးလိုက်တယ်ထိုးလိုက်တယ်ဆိုတော့ဒီကောင်ကနော်ဆရာတော့ရာဂါချမ်းမှာ h ရော8 ac 8 ac မှာဆရာတော့ဘာတက်ကဘလောက်လဲဆိုလို့ရှိရင် 0.1တက်ပေါ့။ဘာတက်ကဘာလဲဆိုတော့0.1တက်တယ်ဆိုတော့ဒီရမ်းပေါ့0.1ဘာတက်က0.1ဆိုတော့ဒီကားတော့မှာအဲ့တော့ဘာတက်က0.1 carrier kinetic resolution 16 h square minus 24 h y plus 9 y square minus 5 h minus 91 plus 25 equal to 0 so that we do now we have a carrier resolution y prime minus 1 the whole square equal to 3 h prime square Vamos, ¿no?